ဒီတချင်းလေးကကျွန်တော်တို့ဟိုပါပေါ့တီအစ်စ်ပါမိုးဇက်လေးတဲ့ဒီဒီကလေးနာမည်ကကျွန်တော်လည်း KBD ရဲ့အဲ KBC ရာ Copy B Studio မှာစုံကြတာပေါ့စုံကြတော့အာသူကအချင်းလေးပြကျင်တယ်ပေါ့နော်အဲ့ဒါ Rainy Bay လောက်ပြီးတော့အဲ့ဒါတီးပြီးတော့အေးဟုတ်ပြီဒါဆိုတပုတ်လောက်ကိုစမ်းထွက်ကြည့်မယ်ဆိုပြီးတော့အဲ့ဒါကျွန်တော် Audio Platform တွေမှာကျွန်တော်အဲ့ဒါ Audio ရင်စထွက်တာပေါ့ ီတပုတ်ကတော့အမှန်တမ်းပြောရင်ကျွန်တော်လည်းဝစ်လေတယ်နဲ့တူပါတယ်အရင်တော့ကျွန်တော်တို့ကြိုက်တဲ့အဲ့လိုမျိုးဆရာကြီးတွေတချင်းချိုလေးထွက်လာတာတို့အေးလေးထွက်လာတာတို့အချစ်တချင်းတွေထွက်လာပြီးဆိုအာဆရာကြီးကအချင်းချစ်တချင်းတွေဆိုပြီးတော့ဘာတို့ညာတို့တရားမစိတ်ထဲမှာနည်းနည်းပြောကျွန်တော်လည်းဒီခေါက်တော့ကဲ့ရဲ့အဲအဲ့လိုပေါ့ဒီခေါက်တော့ကိုယ်လည်းဝစ်လေတယ်နဲ့တူပါတယ်အဲ့လိုမျိုးတချို့တွေအာဘဲကြီးကလည်းဒီချင်းကြီးကမှအချစ်တချင်းတွေထားဆိုတယ်တို့ဘာတို့ဟုတ်လား Mam nie gada, amen. အာအသေးတွေ꿰အောင်လောက်ပြန်ပြီးလို့ပါတော့ဗောနော်ဘယ်လိုပဲအပိအပိပါအဲ့လိုမျိုးဟိုဟိုကိုစူးစမ်းတဲ့ဟာလေးတခုနည်းနည်းလေးအရာထင်တယ်ဆိုတော့လဲဝမ်းသာရတာဗောဒီဒီချင်းလေးကကျွန်တော်တို့ဟိုပါဗောဒီအစ်စ်ပါအဲသူကကျွန်တော်ရေးထားတော့မဟုတ်ပါဘူးဒီတစ်ခေါက်ကတော့အဲကျွန်တော်ကကိုစစ်သူတချင်းလေးကိုကျွန်တော်ယူဆိုတယ်လို့ပဲကျွန်တော်ညီလေးတယောက်ရှိပါတယ်မိုးဇက်လေးတဲ့ဒီဒီကလေးနာမည်ကကျွန်တော်နဲ့ KBD ရဲ့ ဲ KBC ရာ KPB studio မှာစုံကြတာပေါ့စုံကြတော့အာသူကအချင်းလေးပြကျင်တယ်ပေါ့နော်အာဒီအချင်းလေးဆိုလို့ရှိရင်ဒါကိုတီတို့နဲ့ကျတော့လိုက်မဲ့သဘောမှာရှိတယ်ပေါ့အာနဲ့ကျွန်တော်လည်းအာသူစီကနေအာကျွန်တော်တချင်းဟိုရတာနဲ့အဝါလောက်ရှိပါဘူးနှစ်လသုံးလောက်တော့ရှိပါအဲ့ဒါ rain ဒီပိုင်းလောက်ပြီးတော့အဲ့ဒါတီးပြီးတော့အေးဟုတ်ပြီဒါဆိုတပုတ်လောက်ကိုဆန်းထွက်ကြည့်မယ်ဆိုပြီးတော့အဲ့ဒါကျွန်တော် audio platform တွေမှာကျွန်တော်အဲ့ဒါ audio ရင်စထွက်တာပေါ့ ခုံးတဲ့မာမေတချင်းကတော့ကျွန်တော်တို့အဲဒီလိုအချက်တချင်းပါပဲအဲကောင်မလေးကပြန်လာမယ်လို့ပြောပြီးတော့ပြန်မလာဘူးပေါ့ဗျာအဲအဲ့လိုဆိုတော့ပြောရင်တော့အချက်တချင်းပုံစံပါအဲအရင်အထူးကျတော့မရှိပါဘူးလူငယ် vibe ပေါ့နော်သူကတော့အလွမ်းဆွေးလေးပေါ့သူကတော့ဟုတ်မင်းပြောရမှာပဲရှိနေပြီလားကျွန်တော်ကအရင်တုန်းကလည်းအဲ့လိုမျိုးကျွန်တော်နဲ့အဆင်ပြေတဲ့ အဲ့လိုမျိုးသချင်းပုံစံတွေကျွန်တော်ရဲ့အဆင်ပြေတဲ့စာသားတွေဟိုရေးတဲ့အဲ့လိုမျိုးအတီတီကုန်းတဲ့တေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီကနေမိញမ်းပြီးတော့အဲ့လိုမျိုးယူဆိုတာမျိုးတွေလည်းရှိပါတယ်အဲ့လိုမျိုးအသုံးပြုခွင့်တောင်းပြီးတော့ကျွန်တော်တို့အဲပြုလုပ်တာမျိုးတွေလည်းရှိတယ်ဗောနော်ထွက်ရတာမျိုးလည်းရှိတယ်ဒီတစ်ခေါက်ကတော့ အဲဒီတစ်ခါလဲအဲ့လိုပါပဲထူး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 ကြကြတော့မရှိပါဘူးကိုနဲ့ live ဖတ်တဲ့သချင်းတစ်ပုဒ်ဖြစ်တယ်နောက်ပြီးတော့ကိုလည်းဒီလို music form မျိုးတွေကြိုက်တယ်ဒီလိုပုံစံမျိုးသဘောကျတယ်ဆိုတဲ့ခါကျတော့သူတို့နဲ့ပူပေါင်းပြီးတော့လှုပ်ဖြစ်တာပါပဲငောင်းညောနေခဲ့တာအိမ်မက်တဲ့တိလေးအဲဒီတစ်ပုဒ်ကတော့အမှန်တမ်းပြောရအောင်ကျွန်တော်လည်းဝစ်လေတယ်နဲ့တူပါတယ်အရင်တော့ကျွန်တော်တို့ကြိုက်တဲ့အဲ့လိုမျိုးဆရာကြီးတွေသချင်းချိုလေးထွက်လာတာတို့အေးလေးထွက်လာတာတို့အခြေသချင်းတွေထွက်လာပြီးတော့အာဆရာကြီးက အချင်းချင်းချင်းနေဆိုပြီးတော့ဘာတို့ညာတို့ဒီမှာစိတ်ထဲမှာနည်းနည်းပြောကျွန်တော်လည်းဒီခေါက်တော့ကဲ့ရဲ့အဲအဲ့လိုပေါ့ဒီခေါက်တော့ကိုယ်လည်းဝစ်လေတယ်နဲ့တူပါတယ်အဲ့လိုမျိုးတချို့တွေအာဘဲကြီးကလည်းဒီချင်းကြီးကမှအချင်းချင်းနေထားဆိုတယ်လို့ပါတော့ဒီဟုတ်လားအဲ့လိုတော့နည်းနည်းတော့အဲ့လိုတော့နည်းနည်းတော့တချို့ comment လေးတော့တွေ့ရတာပေါ့နော်တခါကျရင်လည်းအာခင်ဗျား အာအသေးနေ꽌အောင်လောက်ပြန်ပြီးလို့ပါလို့ပေါ့နော်ဘယ်လိုပဲအားပေးအားပေးပါအဲ့လိုမျိုးဟိုဟိုကိုကိုစူးစားတဲ့ဟာလေးတခုနည်းနည်းလေးအရာထင်တယ်ဆိုတော့လေဝမ်းသာရတာပေါ့ကျန်လာမယ်ပြောခဲ့တဲ့စကားတွေကလိုလိုတဲ့ရတော့ audio ပါပဲဟိုလိုမျိုးဟို even line မဟုတ်တဲ့တော့ကြောင့်မလို့ single sound ဖြစ်တဲ့တော့ကြောင့်မလို့ audio အာဘယ်လိုပြောမလဲ link တင်ခွဲပေါင်းတက်ကလိုမျိုး audio link ရောင်းတာမျိုးတွေတော့မရှိသေးဘူးဒါပေမဲ့ iTunes Spotify အဲ့လိုမျိုး TDL Visa အများကြီးပဲအဲ့လိုမျိုး international swimming platform တွေမှာတွားရောက်ပြီးတော့နားထောင်လို့ရပါပြီအဲရုပ်တော့ကတော့စူးစမ်းနေပါတယ်ပေါ့ဟုတ်ဟုတ် ရှိပါတယ်ကျွန်တော်အာအခုအလုံးလို့ဖို့ကျွန်တော်တို့အဲ့လိုမျိုးအဲပူပေါင်းပေးတဲ့ညီကိုတွေရှိပါတယ်အဲကျွန်တော် ်ကိုကြီးနော်နဲ့လည်းကြီးနော်နဲ့လည်းကျွန်တော်အလုပ်လုပ်ဖို့ရှိပါတယ်ကိုကြီးနော်နဲ့လည်းကျွန်တော်နည်းနည်းတချို့တိုင်ပင်ထားတဲ့ကိစ္စလေးတွေရှိပါတယ်ပေါ့နော်အဲအဲ့ဒါအဲ့ဒါလေးထွက်လာလို့ရှိရင်လည်းအားပေးပါအောင်လို့ကျွန်တော်ဒီနေ့ကနေဖိတ်ခေါ်ပါတယ်ငါမြောင်နေရတာအိမ်မဲတဲ့တီလေးဘယ်ချိန်ရောက်လာမလဲအဲဝမ်းသာပါတယ်အဲဒီပြမလာချင်းသူဆိုတဲ့သချင်းလေးကိုအဲစပြီးကြောညာဟိုဟိုစပြီးကြောညာရဲရပါတော့နော်အဲ ဒီဒီဇိုင်းဖိုတိုလေးနဲ့စကြောညာလိုက်တဲ့အချိန်မှာစိတ်ဝင်စားရှိပေးတဲ့အတွက်ဝမ်းသာပါတယ်အခုချိန်ဒီလည်းမမေ့မလျော့ကျွန်တော်ဒီကနေအစ်စ်တစ်တွေကိုအများရန်စောင့်မြော်နေကြသေးတဲ့မိတ်ဆွေတွေရှိနေတဲ့အတွက်ကြောင့်လည်းကျွန်တော်ဆက်လက်ပြီးတော့အမှုပညာလုပ်ငန်းတွေဆက်လက်လုပ်ကင်ဖို့အားဖြည့်ရပါတယ်အဲဒီကြောင့်အားလုံးကိုကျေးဇူးများတင်ပါတယ်